ဒီလူဆရာဖျားကြီးဟာစစ်ကောင်စီအတွက်ထောက်ပံ့မှုကြီးကြီးမားမားလှုပ်ဆောင်နေတယ်လို့သတင်းတွေကတော့အကြီးအကျယ်ကိုတက်လာနေတာပါလက်ရှိမှာမြောင်းနေရမှာအကြီးဆုံးဘုံကြီးဆိုရင်ဒီလူဆရာကိုပဲအားလုံးကလက်ညှိုးညှို့ရပါလိမ့်မယ်ဒီလူဆရာတော်လောက်မြောင်းနေရမှာအာနာရှိတဲ့ဘုံကြီးမရှိဘူးဒီလူဆရာဖျားကြီးဟာတကယ်ကိုမှဗုဒ္ဓဘာသာအတွက်ရောမြန်မာနိုင်ငံအတွက်ပါစစ်ကောင်စီအတွက်ပါအခုမပြတ်နိုင်တဲ့သူဖြစ်တယ် ဘလောက်ပဲတိရူဆရောဘုရားကြီးကမိုင်းရိုင်းနေသူလို့ပြောကြပါစီဘလောက်ပဲဘုရားဟောတရားနဲ့မညီပဲနော်မားတဲ့သူကမှန်အောင်လမ်းမပြတဲ့သူတို့နော်ပြောကြပါစီအတဲ့ကိုမှနိုင်ငံတကာအထိသာသနာပြုနိုင်တယ်ဆိုလို့တိရူဆရောဘုရားကြီးပဲရှိပါတယ်တိရူဆရောဘုရားကြီးအခုလိုမျိုးဝိနိမတန်ဆရောဘုရားကြီးပြစ်ကတ်တပ်ဖြတ်ခံရမှုမှလေစစ်ကောင်စီကိုကာကွယ်ပေးခဲ့ပြီးစစ်ကောင်စီကိုခွင့်လွှတ်ဖို့အတွက်အောင်းဆိုသွားခဲ့တာဖြစ်ပါတယ်ပြီးတဲ့ခါကျတော့အခု စစ်ကောင်စီရဲ့လက်နက်တွေဝေတဲ့ခါမှာလေဒေါ်လာတွေမလောက်ဘူးပေါ့ဗျာဒါပေမဲ့ဒီသီရူဆာရောဖျားကြီးမှာတော့ဒေါ်လာရီရောတခြားသောငွေကြေးတွေရောအများကြီးနော်ကမ္ဘာနိုင်ငံကဗုဒ္ဓဘာသာဝင်တွေကလှူဒန်းထားကြရရှိတယ်ဒေါ်လာသန်းပေါင်းများစွာရှိတယ်အဲ့ဒါကိုဒီလူဆာရောဖျားကြီးကစစ်ကောင်စီကလက်နက်ဝယ်ယူတဲ့နေရာမှာအသုံးပြနေတယ်ဒါကူညီနေတယ်ဆိုပြီးတော့တရင်းကတော့တတ်လာနေပါပြီဒါကြောင့်မို့ပဲ ဂရုစရဖျားကြီးကိုကြည့်မြရတဲ့လူသူစုဂရုစရဖျားကြီးကအရင်ကမိမရှိခဲ့တယ်မိမနဲ့ကလေးရှိခဲ့တယ်ဆိုပြီးတော့ရေးသားဖော်ပြမှုတွေရှိနေတဲ့ကြောင့်တိုင်းကလုံးဝလည်းအော်အော်ခဲ့ရပါပြီဒီကိစ္စကတော့လုံးဝမဖြစ်နိုင်ပါဘူးဂရုစရဖျားကြီးဟာစစ်ကောင်စီကိုအားပေးလို့စစ်ကောင်စီကိုချစ်မြတ်လို့လို့နော်အားပေးခြင်းအားပေးမယ်စစ်ကောင်စီရဲ့နော်လူသက်မှုတွေကိုဖုံးကွယ်ရင်ဖုံးကွယ်ပေးလိုက်မယ်ဒါမှမဟုတ်အာမခံရေးပါပြီဂရုစရဖျားကြီးမိမရှိတဲ့ဆိုရိကိစ္စကတော့လုံးဝလုံးဝမဖြစ်နိုင်ပါဘူးဗျာ